2025ခုနှစ် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာအသုံးပြုမဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက် MP ပွင့်ရများကိုပြည်တွင်းဒီပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်တဲ့အတွက်စက်ရည်အရေးသွေးနဲ့စံချိန်စံညွှန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာအမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာစံချိန်စံညွှန်းရေးဆွဲရေးဒီပညာဆက်ကော်မတီကိုသက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များပါဝင်တဲ့အဖွဲ့ဝင်20ဖြင့်ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါမီးပညာဆက်ကွန်ပဏီနေဖြင့်မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကိုရေးဆွဲတင်ပြခဲ့တဲ့အတွက်အမျိုးသားစံချိန်စံညွှန်းကောင်စီနေဖြင့်စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှန်33ပုံမှန်ခွဲခါခွဲအရအနှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ပုံမှန် ငါပုံမှာခွဲခါခွေးပါ လုပ်ငန်းတာဝန်ရ2025ခုနှစ်စက်တင်ဘာလ2ရက်ရက်စွဲပါအမိတ်ကြောင့်ညစာအမှတ်395မြင်းဆောင်2025ဖြင့်မြန်မာအီလက်ထရောနစ်ဘဲပိဆက်ဆိုင်ရာစံချိန်စံညုံးကိုမြန်မာစံချိန်စံညုံးအဖြစ်တက်မှတ်ခဲ့ပါသည် အဲ့ဒီနောက်အမျိုးသားစံချိန်စံချုံကောင်စီသည်မြန်မာအီလက်ထရောနစ်မဲပေးစေ MBWN E ထုတ်ကုန်နဲ့ထုတ်လုပ်မှုဤစဉ်များအားတမ်းမှတ်စံချိန်စံချုံများနဲ့ကိုက်ညီခြင်းရှိမရှိကိုအခဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အမိန့်ကြေညာစာအမှတ်383ပြည်ဆောင်2025ဖြင့်လျှက်စီအီလက်ထရောနစ်နဲ့တရင်ချက်လက်ဤပညာဆိုင်ရာအခဲဖြတ်စစ်ဆေးကော်မတီကိုဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ပါသည်။ ယခုအခါမြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆန်လင်းပြီးမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီကမြန်မာစံချိန်စံညွှန်း MMS ဖြစ်၎င်း အမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာကော်မတီ National Certification Committee NCC မှမြန်မာ Electronic မဲပေးဆက် MB ပွင့်ရဲ့အရေးသွေးသည်စံချိန်စံညွှန်းပါတတ်မှတ်စံတတ်မှတ်ချက်များနဲ့ကိုက်ညီမှုရှိကြောင်းစီစစ်အတည်ပြုပိထုတ်ပေးခဲ့တဲ့အတွက်အရေးသွေးကိုက်ညီမှုထောက်ခံချက် Certification or Conformity COC လက်မှတ်ကို၎င်း အမျိုးသားစဉ်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ National Certification Body NCB မှထုတ်ပေးသည့်မြန်မာစံချိန်စံညွှန်းအမှတ်တံဆိပ် MMS Standard Mark အသုံးပြုခွင့်လိုင်စင်ကို၎င်းရရှိပြီးဖြစ်ပါကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတရင်ထုတ်ပြန်ထားပါရခင်ဗျာ မြန်မာ electronic မဲပေးဆက်စံချိန်စံညွှန်းကိုမြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်း UEC ထုတ်ပြန်အရေးတွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့်စံချိန်စံညွှန်းအမှတ်တရစိတ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ဟုဆိုမြန်မာ electronic မဲပေးဆက်၏စံချိန်စံညွှန်းကိုမြန်မာစံချိန်စံညွှန်းအဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည် 2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည်မြန်မာ electronic မဲပေးဆက်များကိုပြည်တွင်းနည်းပညာရှင်များကပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့်ဆက်ဤအရေးသွေးနှင့်စံချိန်စံညွန်းကိုစစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာအမျိုးသားစံချိန်စံညွန်းကောင်စီကမြန်မာ electronic မဲပေးစနစ်ဆိုင်ရာစံချိန်စံညွန်းရေးဆွဲရေးနည်းပညာဆက်ကော်မတီကိုတက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များပါဝင်သည့်အဖွဲ့ဝင်20ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည် အဆိုပါနည်းပညာဆက်ကော်မတီအနေဖြင့်မြန်မာအီလက်ထရောနစ်မဲပေးဆက်ဆိုင်ရာစံချိန်ဆိုင်ညွန်မူချန်းကိုရေးဆွဲတင်ပြခဲ့တဲ့ဖြင့်အမျိုးသားစံချိန်ဆိုင်ညွန်ကောင်စီအနေဖြင့်စံချိန်ဆိုင်ညွန်တတ်မှတ်ခြင်းဆိုင်ရာဥပဒေပုံမှန်33ပုံမှန်ခွဲခါအရာအနှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ပုံမှန်5ပုံမှန်ခွဲခါ ဘာလုပ်ငန်းတာဝန်ရ2025ခုနှစ်စက်တင်ဘာ2ရက်ရက်စွဲပါအမိန့်ကြော်ညာစာမှတ်တူးများခုနှစ်ငါ2025ဖြင့်မြန်မာ electronic မဲပေးဆက်ဆိုင်ရာစံချိန်စံညုံးကိုမြန်မာစံချိန်စံညုံးအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်ထို့နောက်အမျိုးသားစံချိန်စံညုံးကောင်စီသည်မြန်မာ electronic မဲပေးဆက်၏ထုတ်ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်များအားသတ်မှတ်စံချိန်စံညုံးများနှင့်ကိုက်ညီခြင်းရှိမရှိကို အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အမိန့်ကြော်ညာစာမှတ်လျက်စစ်အီလက်ထရောနစ်နှင့်သတင်းချက်လက်နည်းပညာဆိုင်ရာအကဲဖြတ်စစ်ဆေးရေးကော်မတီကိုဖွဲ့စည်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည် ယခုအခါမြန်မာ electronic မဲပေးဆက်နှင့်ဆက်လင်း၍မြန်မာ electronic မဲပေးဆက်ဆိုင်ရာစံချိန်စံညွန်းကိုအမျိုးသားစံချိန်စံညွန်းကောင်စီကမြန်မာစံချိန်စံညွန်းအဖြစ်၎င်းအမျိုးသားအဆင့်အရေးတွေးထောက်ခံချက်ထုတ်ပြီးဆိုင်ရာမှမြန်မာ electronic မဲပေးဆက်၏အရေးတွေးသည့်စံချိန်စံညွန်းပါစံတမတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်းစစ်စစ်အတည်ပြုထုတ်ပေးခဲ့သည့်အရေးတွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်ကို၎င်း အမျိုးသားအဆင့်အရေးသွေးထောက်ခံချက်ထုတ်ပေးရေးဖွဲ့မှ ထုတ်ပေးသည့်မြန်မာစံချိန်စံညွှန်းအမှတ်တရစိတ်အသုံးပြုခွင့်လိုင်စင်ကိုလည်းကောင်းရရှိပြီးဖြစ်ကြောင်းသိရသည်